Miss Supernational မြန်မာ Cherry Mo အမြဲတမ်းအဲ့လိုမျိုး prepare အရင်လုပ်တတ်တဲ့လူလေနော်ဘယ်အချိန်ပဲဖြစ်ဖြစ်ဘယ်ဟိုပဲတော်တော် prepare အရင်လုပ်ပြီးတော်တတ်တဲ့လူဆိုတော့တနည်းအားမမရောအောင်သူလုပ်တတ်တယ်အဲ့တော့အဲ့ဒါကိုတော့စိတ်မပူဘူး အဲ့တော့ရပ်လာတဲ့အချိန်မှာတော်တော်တော့ကြာနေပြီသူလည်းဝင်တော့မှာဆိုတော့မနေ့လိုက်လိုက်ပြီးတော့အထက်ပြေးပြေးဝင်ရတယ်တခုခုဆိုလို့ရှိရင် online ကနေပဲစကားပြောကြမယ်အခုတော့ဘာမှစိတ်ထဲမှာမထားနဲ့ပေါ့ပေါ့ပါပါတော့အားလို့ပဲပြောလိုက်တယ်အတိအကျသူ့ရဲ့ mindset ပေါ့သူ့ရဲ့ mindset ထဲမှာ အဲငါ represent လုပ်နေရဒီငါရဲ့နိုင်ငံကို represent လုပ်နေတာငါရဲ့စိတ်ခွန်အားဒီငါနိုင်ငံနဲ့ဆိုင်နေအဲ့တော့နည်းနည်းလေးမှတနည်းအားမရောလို့မရအောင်ဆိုရယ်စိတ်ဖြစ်အောင်တော့သူအမြဲပုံသွင်းပေးနေရပြောပြပေးနေရတာပေါ့အခုချိန်ထိရတော့လေအဲဖြစ်နိုင်တော့ထိတ်ဆုံးပေါ့ထိတ်ဆုံးဆိုတဲ့နေရာတော့အားလုံးကလိုချင်ကြတာပဲ competition ဖြစ်တဲ့အတွက်အဲဒါကြောင့်ဒါမဲ့လေသူရဲ့စူးစမ်းမှုအတိုင်းဟိုဘက်မှာ result ကရလာမှာဖြစ်တဲ့အတွက် placement ကတော့အကောင်းဆုံးတော့မျှော်လင့်တာပေါ့မြန်မာ fan တွေရဲ့ဟိုညွန်ကြားမှုတွေကနေပြီးတော့လေတွေ့မသိမ်း ဟို view site ပြီးတော့အလုပ်ပေးသွားမှာပါ cherry ကိုယ်တိုင်ကလည်း We love cherry moon fighting အာရင်ခုန်လဲအခုတော့လက်ဖြားရအောင်အင်းနေပြီအများကြီးမျောလင့်ထားပါတယ်သူ့လည်းလေသူဒီ Miss Universe မြန်မာစပြိုင်နေရသူ့ training လုပ်ခဲ့ပေးတာဆိုတော့အခုချိန်မှာ သူ့ရဲ့ဟို talent တွေကို international မှာလောကချပြခွင့်ရမယ်အချိန်ဖြစ်နေတော့ပို့ပြီးရင်ခုန်တယ်ပြီးတော့ဟိုအရင်ရှေ့နှစ်ကတပည့်တွေထက်လဲဟို placement ကောင်းကျင်တယ်ပေါ့နော်ဒီ supra ကလည်းအဲ state လက်ကောင်းကြတာဆိုတော့ဟိုကောင်းကျင်ပါတယ် placement တွေကောင်းပါပါသူကအမြဲတမ်းအဲ့လိုမျိုး prepare အရင်လုပ်တတ်တဲ့လူလေနော်ဘယ်အချိန်မဲဖြစ်ဖြစ်ဘယ်ဟိုဘယ်တော့တော့ prepare အရင်လုပ်ပြီးတော့တတ်တဲ့လူဆိုတော့တနည်းအားမမရောက်အောင်သူလုပ်တတ်တယ်အဲ့တော့အဲ့ဒါကိုတော့စိတ်မပူဘူး အဲ့တော့ရပ်လာတဲ့အချိန်မှာတော်တော်တော့ကြာနေပြီသူလည်းဝင်တော့မှာဆိုတော့မနေ့လိုက်လိုက်ပြီးတော့အထက်ပြေးပြေးဝင်ရတယ်တခုခုဆိုလို့ရှိရင် online ကနေပဲစကားပြောကြမယ်အခုတော့ဘာမှစိတ်ထဲမှာမထားနဲ့ပေါ့ပေါ့ပါပါတော့လို့ပဲပြောလိုက်တယ်အတိအကျသူ့ရဲ့ mindset ပေါ့သူ့ရဲ့ mindset ထဲမှာ ငါ represent လုပ်နေရဒီငါရဲ့နိုင်ငံကို represent လုပ်နေတာငါရဲ့စိတ်ခွန်အားဒီငါနိုင်ငံနဲ့ဆိုင်နေအဲ့တော့နည်းနည်းလေးမှတနည်းအားမရောလို့မရအောင်ဆိုရယ်စိတ်ဖြစ်အောင်တော့သူအမြင်နဲ့ပုံသွင်းပေးနေရပြောပြပေးနေရတာပေါ့အခုချိန်ထိရတော့လေအဲဖြစ်နိုင်တော့ထိတ်ဆုံးပေါ့ထိတ်ဆုံးဆိုတဲ့နေရာကိုတော့အားလုံးကလိုချင်ကြတာပဲ competition ဖြစ်တဲ့အတွက်အဲဒါကြောင့်ဒါမှလည်းသူရဲ့စူးစမ်းမှုအတိုင်းဟိုဘက်ကမှ result ကရလာမှာဖြစ်တဲ့အတွက် placement ကတော့အကောင်းဆုံးတော့မျှော်လင့်တာပေါ့မြန်မာ fan တွေရဲ့ဟိုညွန်ကြားမှုတွေကနေပြီးတော့လည်းတွေ့မသိမ်း ဟို view site ပြီးတော့အလုပ်ပေးသွားမှာပါ cherry ကိုယ်တိုင်ကလည်းအဲရင်ခုန်တာပေါ့အခုဆိုရင်တော့သူ့ရဲ့တပတ်ချာပဲရှိသေးရဲ့ရှင်ပြလက်ဖြာရင်အေးနေပြီအဲဒီကသူ့ရဲ့ visa စိတ်ပူတာပေါ့ visa အခက်ခဲတွေပါရဟိုတခုခု emergency ဖြစ်လာမှာပဲစိတ်ပူတာပေါ့အဲ့တော့သူ့ visa ကလည်းချောချောချူချူအောင်သွားပြီဆိုတော့စိတ်ကတော့လျှော့သွားပြီလျှော့သွားပြီပေါ့အဲ့တော့သူဟိုမှာတော့ပြင်နေခါကြလို့ရှိရင်လေဟိုဘက်နိုင်ငံရဲ့ အဲ culture အရအာသူတွားရမယ့်နေရာတွေရှိတယ်သူလောက်ရမယ့်အရာတွေရှိအဲ့အရာတွေပေါ်မှာပဲသူပပပပလေးဖြတ်တန်းနိုင်အောင်ပဲဟို keep in touch ဖြစ်အောင်တော့တောက်လျှောက်နေပေးရတော့မှာပေါ့အခုကစပြီးတော့အားရပါတယ်ဘာလို့သူကလေဒီသူ့ကို super journey အတွက်ကိုသူ့ကိုအဲ့နှင်းလိုက်ပြီးတဲ့အခါတွေကအဲတရက်မှမနာမနေဟိုကြိုးစားတယ်အဲအတကုံကြိုးစားတာငလျင်ဘေးဖြစ်တာတော့သူကြိုးစားတယ်နော်အရင်တစ်ခါ interview မှာလည်းဖြေခဲ့သေးတယ်ငလျင်ဖြစ်တာတော့မှသူ့အတွက်က ဟိုဒါဘာမှမဟုတ်ဘူးငါတို့ကြော်လွားနိုင်တယ်ဆိုပြီးတော့သူကတို့ခွန်အားယူပြီးတော့ပြန်ပြီးတော့စ조사တက်ကလေးဆိုတော့ဒီ international state ပေါ်မှာလည်းသူအကောင်းဆုံးနေချပြနိုင်မှာပါ fan တွေလည်းစိတ်မပြည့်ရပါဘူးဟုတ်အာ73ချိန်ပေါ့73ချိန်ဟုတ်73ချိန်များဖြစ်သွားပြီပေါ့ဟုတ်ပိုလန်မှာကျင်းပမှာပေါ့ပထမဆုံးစပြန်ခဲ့ရတော့ခင်ဝင်းဝါပေါ့အဲ အခုမြန်မာနိုင်ငံကိုစားပြုသွားပြီ cherry mo မဟုတ်တော့ဘူး miss မြန်မာ cherry mo ဖြစ်သွားပြီဖြစ်တဲ့အတွက်အဲတမီးရဲ့နောက်ကနေပြီးတော့မြန်မာပရိသတ်အားလုံးကလည်းရှိနေမှာပါအဲ့တော့မြန်မာပရိသတ်တွေကလည်းအဲ cherry ရဲ့ super journey မှာ cherry ကိုဝင်းရံပေးကြပါအားပေးကြပါဒီအချိန်လေးဒီအခိုက်အတန့်လေးပဲဟိုအင်အားပြဖို့ဟိုအရေးကြီးဆုံးအချိန်ဖြစ်တာပေါ့နော်အဲ့တော့ဒီအချိန်မှာကလေးအတွက်ခွန်အားတွေရအောင်အဓိကဝေဖန်ပေးမယ်လိုအပ်တာလေးတွေထောက်ပြပေးမယ်ဆိုလို့ရှိရင်တော့အဲကလေးလည်း ဟိုအများကြီးထပ်ပြီးစူးစမ်းပြီးတော့လုပ်ပေးမှာပါဟိုဘယ်နေ့ကတော့ဘာလို့လဲဘာလေးလုပ်ပေးပါဆိုလို့ရှိရင် top shop လုပ်ပေးမှာပါအကယ် cherry မအားလို့ cherry ကိုဟိုမပြောနိုင်တာရှိလို့ရှိရင်လည်းကျွန်တော်တိုက်ရိုက်လာပြောလို့ရတယ်ကျွန်တော်အနေနဲ့လည်း cherry ကို mentor လုပ်ပေးနေမှာပါ top shop ကလေဟုတ်ကျေးဇူးပါ